ရှိတော့ငါအလောက်ကပြန်တိုင်းလဲဟိုဘောတော့ရချိုးပြီးပြီဆိုရင်အမြင့်ဆူတောင်းပေးရအဲ့တော့တခါလေးမေးမေးပြီးဆိုအမေတမီးကိုဆူတောင်းပေးဦးလေအမိုးကြီးမိုးကြီးချိုးပြီးနေတယ်သူဆူတောင်းပေးတယ်ဘယ်လိုပေါ့နော်အဲ့တော့အမေဆုံးတဲ့ချိန်မှာငါကနောက်နားမရခွတ်သူ့ကိုလွမ်းလို့ရေးချာပြီးရှိတယ်ဖြစ်သမျှကုန်စင်ပြော ရာဝန်တော်ပြောပါတယ်။အရင်တာဝန်ကြီးတယ်တဲ့။ငါတို့တော့မင်းမဖူးတဲ့ဆေးတော်မှနေမီတိုက်ပြီးနိုင်ခဲ့ရဲ့ပေါ့။အမေအမေအတွက်ဆိုရင်လည်းအောက်ဆီဂျင်ဆက်အောက်ဆီဂျင်ပေါ်တဘက်အောက်ဆီဂျင်ကွန်စင်ထရေးတာဒီမှာမရှိလဲရှိရနေရနေဝယ်ရ။မေတမိယောက်ျားယူရင်အမေဘယ်သူပြုစုမှာလဲ။မင်းရဲ့ဆရာဘာမှမဟုတ်ထိုင်ဟောပြီးရနေမီရတဲ့နေ့ဟိုတဲ့စိတ်မချတာတခုရှိသွားတယ်နော်တဲ့။နေတိရမလားတဲ့။ဘာလို့ပြောရသလား။အရန်အော်ဝါ အကိုရောအမခါကြသူစိတ်ချသွားပြီနန်ခိတယောက်တည်းစိတ်မချရအောင်နန်ခိတယောက်တည်းရုံးကန်လှူရှာတယ်သူတွေ့ရတဲ့အချိန်မှာအဲ့လိုမျိုးသူကရစီချင်းနေပြီငါအဲ့ဒါတော့ငါစိတ်မချအောင်တော့အဲ့လိုဖြစ်တယ်တစ်ခေါက်တာမှဘီနင်းဆရာနဲ့အမိဆုံးပြီးတော့ဘီနင်းဆရာဘာမှမဟုတ်တိုင်းဟောပြီးရနေမိရတဲ့နေ့ဟိုတဲ့စိတ်မချတာတခုရှိသွားတယ်နော်တဲ့နေသိတယ်မလားတဲ့အဲ့လိုပြောရသလားအရန်အော်ဝါအရန်အော်သွားချိန်မှာဟုတ်တယ်အဲ့လိုမျိုး ဆန်းနဲ့အဲ့ပေးနေဆရာကြားမြင်ဆရာမာလေးနှခင်မှလည်းမသိဘူးနေနေမီရဲ့ဆန္ဒတခုမဖြည့်ဆည်းပေးလိုက်ဘူးဆိုဘာလဲပေါ့နော်ဒါပေမဲ့ချက်ချင်းတီးလိုက်တယ်ဒါဆိုအမေကအဲ့တခုပဲဟိုဖြစ်ခဲ့တာလေကျန်းနာအကုန်အစီပြေတဲ့ဟောစီးပွားရေးလူမှုရေးအလုပ်တွေဒီဒီအစီပြေတဲ့သူဒီတခုလေးပဲသူနှခင်တောင်းဆိုတာ၃နှစ်နဲ့ရှိပြီ၃နှစ်နဲ့ရှိပြီတော့နှခင်မလုပ်ပေးနိုင်ဘူးပေါ့နော် ကိုလည်းဘယ်ပြောမလဲမယူချင်တာလည်းပါတယ်ယူပြီးသွားရင်ငါဒီလုပ်ဒီမလုပ်ပေးနိုင်တော့ငါအမေကိုဒီကတော့ငါအမေကငါမပြုစုနိုင်တော့ဘူးဆိုတော့ဟိုရွေချက်လေးနဲ့ဟောပေါ်တော့ယောက်ျားမယူအမှန်တော့သူ့လည်းပြပြတယ်မေးတမိယောက်ျားယူရင်အမေဘယ်သူပြုစုမှာလဲဆိုတော့မေးကဟိုအောက်ဆီဂျင်ရှူနေရတယ်ဖေးရမမလဲနေတဲ့ခါမှာ ဒါသမီးပဲသူ့ကိုတစ်ချိန်လုံးပြုစုနိုင်တာ less day 24 hour ဒါလည်းမတူဘူးသူကအမေကသူ့သမီးပဲအားကိုးတဲ့အတွက်ကြောင့်မလို့သူ့သမီးတမင်ကျွေးမှသူ့သမီးလေးဝယ်လာမှအဲ့လိုပေါ့နော်အဲ့လိုလေအဆောလုံးကမေးဆောင်းသွားပြီးတဲ့အခါမှာတကုတ်ကိုတောင်းမှုစီလို့ပြောလို့ရလားအာအရန်အဝင်ချေးတာပေါ့ငါကအရန်အောင်ချေးမကိစ္စနဲ့ပတ်သက်ပြီးတော့လေ။အော်ဒီတစ်ခုနဲ့ပတ်သက်ပြီးတော့ဒီတစ်ခုပဲဒီတစ်ခုပဲနဲ့ခင်ကတောင်းဝန်မကြည့်ဘူး။အမေပါစားခြင်းလေ။ဘာလို့ခြင်းလဲ။ ပဲသွားခြင်းတယ်ဟုတ်မီဒီယာမီဒီယာရောမနိုင်ငံမခေါ်ဘူးအမေနေမကောင်းဖြစ်ပြီဆိုတာနဲ့အမေအောက်ဆီဂျင်ရှူရအမေကလေသွားရင်ရှက်တာသူဘယ်လိုလဲဆိုတော့သူအောက်ဆီဂျင်ရှူနေရမှာသူများတိမဆိုလို့ငါ့အောင်အောက်ဆီဂျင်ရှူရချုံမပြနဲ့တော့မပြသွား24 hours အောက်ဆီဂျင်ရှူနေရအဲ့လိုသူသူနေခင်းနဲ့စပြီးတော့စ ဟိုပါဘောသူသူဘန်ကောက်မှာကူတယ်ဘန်ကောက်နေပြင်လာတဲ့အချိန်မှာသူအောက်ဆီဂျင်ပါလာနေတဲ့အချိန်မှာလည်းသူ့ကိုနေဖို့ထိုင်ဖို့အကောင်းဆုံးနေရာရေးပေးခဲ့တယ်အရင်နေတဲ့နေရာခါကျတော့မီးမလာတဲ့ခါမှာ24ဝါမီးရတဲ့နေရာကိုပြောင်းပြီးတော့နေတယ်တကယ်ကိုဆရာဝန်တော်ပြောပါတယ်အရင်တောင်းဝန်ကြီးတယ်တဲ့ငါတို့တော့မမြင်ဘူးတဲ့စီးတော့မှနေမီတိုက်ပြီးနိုင်ခဲ့တယ်ပေါ့အမေအမေအတွက်ဆိုရင်လေအောက်ဆီဂျင်ဆက်အောက်ဆီဂျင်ပေါ်တဘက်အောက်ဆီဂျင်ကွန်စင်ထရေးတာဒီမှာမရှိလဲရှိရနေရာနေဝယ်ရာ အဲ့ဒီအောက်ဆီဂျင်အိုးရီဆိုအများကြီးပဲဆလင်နာအိုးရီလည်းအများကြီးပဲအော်ဆေးရုံဆိုလေကိုကိုတိုင်းနော်လက်ကလို့ဆေးရုံသွားပြီးဆိုတိုးမိတဲ့သူရှိရင်မရအောင်ကို့အမေကိုတွန်းတာကို့အမေကိုတွန်းတာကို့အမေကိုထကို့အမေကိုတေးတော့ကို့အမေချီဦးတေးကိုပဲတွန်းတာသူမှမတွန်းအိမ်မှာကောင်းမလေးရှိရင်ဟွာပဲလုပ်မယ်အမပဲလုပ်မယ်ဆိုတော့ရှင်ပါဆိုလို့ကို့အမေကို့အမေတေးဆိုမြို့အမေကိုမြို့ပြီးတော့နိုင်ငံကိုယ်တိုင်ချိုးပေးတာ ရီချိုးပြီးပို့ဆိုသူကအဲ့ရီချိုးခန်းထဲဝင်နေထားတယ်အထိုင်ထအဆအဲ့ဆိုသူတတိရတယ်လားဟိုဘောသူကရီချိုးပြီးပြီဆိုရင်မင်းအဆူတောင်းပေးရအဲ့ဆိုတခါလေးမင်းမင်းပြီဆိုမင်းအတမီကိုဆူတောင်းပေးဦးလေအမိုးရီမိုးရီချိုးပြီးနေတယ်သူဆူတောင်းပေးတယ်ဘယ်လိုပေါ့နော်အဲ့တော့အမေဆုံးတဲ့ချိန်မှာတကယ်နောက်လာမရခွတ်သူ့ကိုလွမ်းလို့ရေးကြရရှိတယ်ဘယ်လိုလဲဆိုတော့ ငါလုတ်ပေးခဲ့တယ် CEO ဆိုလည်းတကယ်ကောင်းစွာဆရာဝန်ဆိုလည်းတကယ်ကောင်းစွာတကယ် ICU မှာတလချစ်နိုင်တာမလေးအမေကိုလေလေနဲ့လေခေါ်ပြီးတော့နိုင်ငံခြားပြလိုက်ချင်တာဒါပေမဲ့အမေဒီလေလောဝစီလို့မရတဲ့အတွက်ကြောင့်လို့ဒီနဲ့ခေါ်သွားလို့မရတဲ့အတွက်ကြောင့်လို့ဒီမှာဘောနော်ဆေးရုံမှာ3လတော့3လဆိုဒီအချိန်မှာဘက်ခီဒီ3လကိုညတိုင်းအမေကိုအိတ်ဆောင် အမေအိတ်ဆောင်နဲ့အမေဘေးနားမှာညတိုင်းအထက်ရွတ်ပြီးတယ်။သူလိုက်ရွတ်တယ်မျက်လုံးလေးဖွေးရမလိုက်ရွတ်ပြီးတယ်လိုက်ရွတ်ပြီး။သူကြည့်တယ်သူစကားပြောချင်မျက်လုံးလေးနဲ့ကြည့်တယ်။ပြီးသူကတော့တယ်အမေသမီးကိုညတိုင်းကတော့တယ်အမေသမီးဆူတောင်းပြီးအောင်ခိုင်လို့ရှိအမေသမီးပစတဲ့ရှာမယ်အမေသမီးဆူတောင်းပြီးအောင်တော့လို့ဒီအများကြီးအောင်အဲ့လိုပြောတော့သူသွားပြီးတော့အမေသမီးပြတ်လာမယ်နော်ညချိုင်ပြတ်လာမယ်အဲ့ဆိုသူမျောနေမှာဆိုလို့ next day ကလည်း 24 hours specialness နဲ့ငါဟာစေးရောင်းတကယ်စေးပြအောင်လုပ်တာပြတယ်မဟုတ်တကယ်အတွက်ပတ်စံဆိုတာရှာလို့ရပြီမယ်ဒီအမေသိသွားပြီဆိုတာရှာလို့မရအောင်အဲ့တော့ကိုဒီတောင်းဝင်ချိတဲ့တမိလေးတယောက်ဖြစ်ချင်တယ်အဲ့တော့တောင်းဝင်ချိအောင်တကယ်လုပ်အဲ့တော့ဒီစတောင်းတန်လုံးကြားရကြပြီပေါ့ကြပြီပေါ့ဒါမဲ့လေဟိုဘာပေါ့အမေအခန်းစားတော့ဟိုဘယ်လိုပြောမလဲ ဒီဘဝတဏှာကြီးမှာပေါ့နော်ပူလောင်နေတဲ့ဘဝတဏှာမှာကျွတ်လွတ်ပြီပေါ့ငါပဲကြံနေတယ်ပေါ့နော်အဲ့တော့ဒီဒီဒီမှာငါအကောင်းဆုံးဆက်ရှောက်မယ်ငါတယောက်တည်းကြံလဲပဲငါမြန်ငါ့ကိုဒီညာရောခလုံးတင်သားပြီးအတွက်ကြောင့်မို့ငါဒီဘရမနောက်ကျတဲ့အောက်ချတော့ချက်ဖြစ်နေမိမမဟုတ်ဘူးပေါ့နော်အကူကမိမမဟုတ်ဘူးအဲ့တော့ငါစူးစမ်းမယ်ဆိုတော့နေငယ်ခုစူးစမ်းရနေတာပေါ့နော် thank you